မင်္ဂလာပါတီတခါဖတ်ပြပေးချင်တာတော့မြင့်တန်းရဲ့အတွေ့နောက်ကအေးစာအုပ်ထဲကမန္တလေးစီကချစ်စရာကောင်းတဲ့လူတွေဆိုတဲ့စာတပုတ်ပဲဖြစ်ပါတယ်မန္တလေးစီကချစ်စရာကောင်းတဲ့လူတွေရန်ကုန်မွေးရန်ကုန်ကြီးဆိုပေတယ်လေကျွန်တော်ကတော့အညာစီကလူတွေကိုပို့ခင်တယ် အထူးသဖြင့်မန္တလေးကတငယ်ချင်းတွေကိုပို့ပြီးရင်းတယ်။ငယ်စဉ်ကတော့မန္တလေးသားတငယ်ချင်းတွေပြောတတ်တဲ့စကားတခုကိုသိတဲ့ဘောကြတယ်။စားတော့နေကြရင်မင်းမချိနဲ့ဘူးလားထကြိုက်သွားလို့ပြောတတ်ကြတယ်။ထကြိုက်သွားဆိုတာကသူ့ကိုပြောတဲ့လူကိုမဟုတ်ဘူး။တခြားတရားရက်ကိုသူတို့ပြောချင်တာကထကြိုက်သွားပြဿနာမဖြစ်အောင်သူတို့တာဝန်ယူနိုင်တယ်ဆိုတာပဲ။အထူးသဖြင့်မန္တလေးသားတွေမှာသူတို့ရက်ကိုသူတို့ပိုင်နေဆိုတဲ့အမြင်ရှိတတ်ကြတယ်။ အဲ့ဒီအမြင်ကုန်တော့ကျွန်တော်သဘောကျတယ်ကိုယ့်ရက်ကိုတော့ကိုပိုင်ရမှာပဲမန္တလေးသားတငယ်ချင်းတွေကစားဖို့အတော့ဖို့သွားကြတယ်ဆိုရင်တော့သူတို့စားနေကြဆိုင်သူတို့ပိုင်နေဆိုတဲ့ဆိုင်မျိုးကိုပဲသွားထကြတယ်ဆိုင်မှာရောင်းတဲ့အစားအစာဆင်းကြည့်မနေရဘူးသူတို့စားနေကြအစားအစာဆင်းကိုပါဇက်ကကြက်တူကြီးစအံထားတယ်လို့အလွတ်ပြောတာပဲဤဆိုင်တွင်အရက်မရောပါဆိုတဲ့ပျော်ပွဲစားရုံရဲ့နောက်ဖက်တီးတဲ့အခန်းထဲမှာအရက်တလို့ရအောင်လုပ်နိုင်စံရှိတယ် အင်မတန်ကြက်တဲ့ social link ခေကြီးမှာတော့ကောက်ရိုးဘက်တွေကက်နေတဲ့ပလင်းနဲ့ထည့်ထားတဲ့မန္တလေးဘီယာမန္တလေးဝီစကီ စစ်စစ်ကိုဘယ်ကမှန်းမသိဘူးရှာလာနိုင်ကြတယ်ဒီလောက်နေတဲ့မန္တလေးသားတွေရဲ့ရည်ချင်းပေါ်တယ်ဟိုတုန်းကမန္တလေးသွားတယ်ဆိုတာကတိတ်လွယ်လျတာမဟုတ်ဘူးလင်းမြန်ဆိုတာကအခုခေတ်လိုများများသားသားမရှိဘူးနိုင်ငံတော်ပိုင်း UBA ဆိုတာပဲရှိတယ်တိတ်စိတ်ချရတာမဟုတ်တော့အများစုကယထားနဲ့သွားကြတယ်ရန်ကုန်ကမန္တလေးကိုညအိပ်စီးရတယ် အကြောင်းမသိရင်ယထာကတောင်ငူလားပြင်မနာမာလားမသိဘူးပြောင်းရသေးတာနောက်တော့ရွှေမန်းမီယထာပေါ်လာတယ်မနေ့6နာရီစီးညနေ6နာရီရောက်တယ်အစပိုင်းတော့ကတော့ရောက်သားနောက်တော့ရောက်ချင်တဲ့ချင်းရောက်တော့တာပဲတန်တန်နဲ့လူတွေလူကြီးပိုင်းတွေကတော့ကိုကားနဲ့ကိုသွားကြတာပဲဟိုခေတ်ကတော့ကွန်မြူနတီတို့ဘာတို့ကလည်းရှိနေသေးတော့အန်ရဲကင်းတာလည်းတော့မဟုတ်ဘူးအန်ရဲမကင်းတာမှရန်ကုန်ကထွက်စောဝါကြီးကုန်းလောက်ဆိုရင်ပဲ လူထောင်တာပြန်ပြီးဆိုတာခံရနိုင်တယ်ဘလို့ပဲဖြစ်ဖြစ်တစ်နှစ်တစ်ကြိမ်လောက်တော့မန္တလေးရောက်အောင်သွားတတ်တယ်ဘာရမဟုတ်ဘူးရန်ကုန်နဲ့မတူတာကိုကမန္တလေးရဲ့ဝိသေသဒူးမှုတစ်ခုလို့ထင်တယ်ဥပမာတနေ့ရရကလူတယောက်ရန်ကုန်ပြောင်းလာပြီးအခြေချပြီးတဲ့စကားပြောကြတဲ့အခါကျွန်တော်ကကျုံတနီးကပါကျမကတော့ဝါဘလာတော့ကပါစသဖြင့်ပြောကြတယ်မန္တလေးကတော့အဲ့လိုမဟုတ်ဘူးမန္တလေးမှာမွေးတာကြီးတာမဟုတ်ပေတဲ့ အခြေကျသွားတဲ့လူတရားယောက်ကပြောတဲ့ဆိုတဲ့ခါကျွန်တော်ကျမကမန္တလေးကပါလို့ပြောတတ်ကြတယ်။တည်သွားတဲ့ကျွန်တော်တို့နဲ့ကြောင်းနေပဲကုကျော်စိန်တော်ဟင်္ဒရာသာစစ်စစ်ကနေမန္တလေးသူနဲ့ရသွားတော့စကားပြောရင်ကျွန်တော်မန္တလေးကပါလို့ပြောလို့ရှိတဲ့သာကြည့်။မန္တလေးကလူတွေအချင်းချင်းရင်းနှီးကြပုံကလည်းရန်ကုန်လိုမဟုတ်ဘူး။သူစီးတယ်ပြောရမလားပဲ။ဘယ်ရဲ့ရောက်ရောက်မန္တလေးသူမန္တလေးသားဟာမန္တလေးသူမန္တလေးသားပဲ။သူတို့ရင်းနဲ့တိကြတယ် တခါတော့အဖေကမေးတယ်မန္တလေးမှာမင်းကြိုက်နေတာများ ရှိသလားတဲ့ဒီအပိုင်းကတော့ပြဿနာ ပြဿနာဆိုတာတခြားမဟုတ်ဘူးမဖြစ်နိုင်တဲ့ကိစ္စမန္တလေးသူတွေနဲ့ကျွန်တော်အသိအကျိုးမတည့်ဘူးမတည့်ရတာကသူတို့အပြစ်မဟုတ်ဘူးသူတို့အပြစ်မဟုတ်ဘူးဆိုတဲ့အတွက်ကျွန်တော်အပြစ်လို့ဖြစ်နေတယ်ကျွန်တော်အပြစ်လည်းလုံးလုံးတော့မဟုတ်ဘူးဒါပေမဲ့90ရာခိုင်နှုန်းကတော့ဖြင့်ကျွန်တော်ဘက်ကနားလည်လွဲတာဖြစ်မယ်မန္တလေးသူကြီးကစကားပြောရင် ကျွန်တော်တို့သူတို့ကိုသူတို့ရင်ညွန်ပြောလို့ရှိတယ်ဒီလိုပြောတာကိုแน่แน่ကလေးများကျွန်တော်မကြိုက်ဘူးမကြိုက်ဘူးတော့မဟုတ်ဘူးသိဘူးမခံနိုင်ဘူးမခံနိုင်ရတာကယောက်ျားသားတွေအတွက်အသုံးပို့ထားတဲ့သကလုံးကိုပျောင်ပျောင်ကြီးခိုးသုံးတာလို့စိတ်ထဲမှာလက်ခံထားမိလို့အရေစကားနဲ့သုံးရရင်တော့တက်တက်လူဘွားဝပြတာပဲသူတို့မှာကျမဆိုပြီး300ရာသကလုံးရှစ်လျက်တန်းနဲ့ယောက်ျားတွေသုံးပို့ထားတဲ့ယောက်ျားဖြစ်နေခြင်းကိုကိုးစားပြုတဲ့ ကျွန်တော်ဆိုတာကိုသူတို့ကယူသုံးတာဟာစီကြော်တာပဲပြောင်ပြောင်ကြီးစီကြော်တာဟာစော်ကားပြတာပဲလို့မြင်နေတယ်အဲ့ဒီလိုမြင်တော့ကခုလိုဘာသာစကားအကြောင်းဘာဘာညာညာမသိသေးဘူးနောက်တစ်ချက်နှစ်ချက်ကမန္တလေးသူတွေစပိန်စီးတာလမ်းလျှောက်ရင်လက်တွဲလျှောက်တာအဲ့ဒါလည်းကြည့်မရဘူးဘာလို့မှန်းတော့မသိဘူးလက်တွဲလျှောက်ကြရတာကအခုခေတ်ဆိုရင် တမျိုးတမျိုးတော့အနက်ကောက်လို့ရမယ်ကျွန်တော်စိတ်ထဲမှာ မန္တလေးသူဆိုရင်နန်းဆန်ဆန်ကြော့ကြော့ကလေးနေရမယ်လို့တင်ကူးပြထန်းထားတဲ့အမြင်အသည့်တခုခုများရှိနေခဲ့လို့လားတော့မသိဘူးငယ်ငယ်တုန်းကမန္တလေးဆိုတာတမျိုးလုံးမဟာမျိုးမဟာနယ်တွေနေကြတာပဲလို့ထင်မှတ်ထားခဲ့ဘူးတယ်နောက်တစ်ခုရှိသေးတယ်လူကုန်တန်တွေဝင်းထဲမှာကအရှိတိုက်အနောက်တိုက်ဆိုတာရှိတတ်ကြတယ်အဲ့ဒီအကြမ်းမှာအုတ်ကြီးကန်ကရေအပြည့်နဲ့ဘာလို့မှတော့မသိဘူးသူတို့အိမ်မှာတဲ့ဖို့သွားရင်ရောက်တဲဆိုတာနဲ့ ေချိုးရေချိုးဆိုပြီးအတင်းကိုရေချိုးခိုင်းတော့တာသူတို့သမီးကိုတုတ်ပြီးမယ်ထင်လို့ရန်ကုန်ကလာတဲ့အကောင်ကိုအပူရှက်ပြီးတချီတည်းရှော့သွားစေချင်လို့လားတော့မသိဘူးသဘောကျတဲ့အကောင်နဲ့မန္တလေးသူတွေလည်းရှိပါရဲ့ဒါပေမဲ့တငယ်ချင်းဖြစ်တယ်မပိုးဘူးတငယ်ချင်းအနေနဲ့တော့မန္တလေးသူတွေအတော်ခင်မှုကောင်းတယ်ပွင့်လင်းလို့ပဲစကားကိုပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်အဖေကိုအဲ့ဒီအကြောင်းကိုရှင်းပြတော့ ငါသိချင်တာကမင်းတနေ့အိမ်အောင်ပြုမယ်ဆိုရင်မန္တလေးမှာမြန်မင်းသဘောကျစရာတွေ့နေသလားလို့မင်းနဲ့စကားများဖို့လူရှာခိုင်းတာမဟုတ်ဘူးတဲ့ကျွန်တော်လိုပြောလို့ရှိတဲ့မိမတရားကူတော့လေကျွန်တော်စိုက်ကြည့်လို့ရမယ်မထင်ဘူးလို့ပြန်ပြောတော့အဖေကဟေးလို့တခွန်းနဲ့ပါဇက်ထဲကထွက်လာပြီးဘာမှမပြောတော့ဘူးသူ့ဘာသာခေါင်းခါတယ်ကျွန်တော်ရဲ့မန္တလေးသူများကိုမကြိုက်နိုင်ရခြင်းဂျင်ညာဇာတန်နဲ့မိသားစုတွေမှာတရားဝင်ဂျင်ညာပြည်သားဖြစ်သွားတယ် တိုင်ပင်မောတိုင်ပင်ဘက်တကယ်ချင်းဖြစ်ပြန်တော့လေမန္တလေးသူကြီးကကြောက်ဖို့ကောင်းတယ်သူတို့ကိုဒူးဒူးတိတ်တိတ်ပြောပြီးငါအိမ်ကို သွားမပြောနဲ့နော်ဆိုရင်မပြောဘူးလို့တော့ခတိပေးတယ်အိမ်ကလူကြီးကြီးကတခွန်းနှခွန်းအစ်လိုက်တာနဲ့အင်းမပြောဘူးလို့ခတိပေးထားလို့ပြောလို့ကောင်းမှာမဟုတ်ဘူးဆိုတာကအစချီးပြီးပြောကြပါလေရာဒီတော့လေနောက်ပိုင်းမှာသူတို့ကိုလက်တွေ့နီးလန်းကြကြအတုံးချရတယ်နှစ်ပေါက်တစ်ပေါက်ရိုက်တာပဲဆိုတော့ကိုကိုတိုင်းကထုတ်မပြောတဲ့ ိမ်ကလူကြီးတွေကိုတည်စေချင်တယ်ဆိုရင်သူတို့ကိုသာပြောလူကြီးတွေနာပေါက်တယ်အကြောင်းသိနေလို့မန္တလေးသူနဲ့ပတ်သက်တာတစ်ခု ရေးချင်သေးတယ်ကျွန်တော်တငယ်ချင်းတယောက်ဟာမန္တလေးရောက်ရှမ်းတယောက်တချင်းကမန္တလေးသူကိစ္စကိုအတော်မကြည့်မနဲ့ဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကတက္ကသိုလ်ရောက်နေကြပြီတချင်းထဲမှာမန်းပြူပြူတရက်ကို ရှမ်းချစ်လဲဆက်သဖြင့်ပါတယ်သူကိုယ်တိုင်ကလည်းတချင်းရတဲ့ဒေါက်တာစန်းခန့်လေးလိုပဲအရှိရိုးမှသာ သူမကြည်နေတာကမန်းဖြူဖြူဆိုတာပဲမန္တလေးသူဟာဘယ်တော့ကဖြူဘူးလို့လဲလို့သူကပြောတယ်မန္တလေးမှာမွေးမန္တလေးမှာကြည်တဲ့ထောင်ကဲကြီးလင်မယားရင်သမီးတော်မဖြူဘူးမကြည်သေးကွန်တော့ညိုသေးတယ်မန္တလေးသူစိတ်ရင်မကြည်သေးနှစ်လို့ပဲဒီတော့မန်းဖြူဖြူဆိုတာဟုတ်ကိုမဟုတ်နိုင်ဘူးတဲ့သူတွေးစားချက်တစ်ခုကဒေါက်တာစန်းခန့်လေးရေတုံးကမန်းညူသူတယောက်လို့ရေးတာဖြစ်မယ်လက်ရေးကိုအဖက်လွဲပြီး ညိုသူကနေဖြူသူဖြစ်သွားတာဖြစ်မယ်တဲ့ကျွန်တော်ကတော့ပြည်ယာပြည်ချောင်းသဘောနဲ့မန်းပြူပြူဆိုတဲ့နေရာမှာပြူပြူအတုံးတုံးကိုပဲပြောပြတဲ့သူကလက်မခံဘူးနောက်တစ်ဆင့်ပြောတာကမန်းတက်ကတူမှာပြူပြူလို့ခေါ်ရမယ့်ဖြူဖြူချောချောတွေဟာငါတို့တောင်ယူတွေပေါ်ကနေဆင်းပြီးကြောင်းတက်တဲ့ကြောင်းသူတွေကြီးပဲတဲ့ဒီနေ့မင်းမြန်ဒေါက်တာဆိုင်ခန့်လေးနဲ့တွေ့ရင်မေးကြည့်သမားမန္တလေးသူဖြူဖြူချောချောတရအောင်များတွေ့ဘူးသလားလို့မှားသေးတာကျွန်တော်တို့ဘိုးအင်ကြီး မြို့အုပ်မင်းဦးဘိုးသားကတော့မန်းပြူပြူကလားမန်းညိုသူကလားတော့မသိဘူးမန္တလေးစီကငယ်ကြီးသားကိုတကယ်လွမ်းဆိုပဲမန္တလေးစီကနေမြင်ကွင်းမြင်းကုန်းနဲ့ကိစ္စနဲ့ထွက်ပြေးလာပြီးပြီးမှအခြေချတယ်အဲ့ဒီမှာကျွန်တော်တို့ဘွားအီကြီးဒေါ်စစ်နဲ့တွေ့ပြီးသားသမီးတွေရတယ်အင်းကြီးရခိုင်နဲ့နေတဲ့ဘိုးအီကြီးဦးဘိုးသားကတော့မိုးဦးလေဦးကြရောက်ရင်ဖြင့်သူ့ရဲ့လက်တန်းပါတဲ့ကြောမီကလထိုင်ကြီးကိုစင်ဝင်ရဲ့အပေါ်ကဝန်ရံကြီးမှထုတ် မြောက်ဖက်လှဲ့ထိုင်ရင်မန္တလေးမှာကြံ့ရစ်ခဲ့တဲ့မန္တလေးသူငယ်ကြီးစားကိုလွမ်းနာများမျက်ရည်တဝဲဝဲနဲ့ဆိုပဲတွားလီသူအကိုကြီးကိုစိန်လိုင်းတင်ကတော့ပြောဘူးတယ်မင်းတို့ဘိုးအကြီးကမှတကယ်ရိုမန်တစ်စစ်စစ်တဲ့ဟုတ်တော့တယ်အဲ့ဒီလိုအခါမျိုးမှာတော့အိမ်ပေါ်မှာသားသမီးတွေပြေးစော့ကစားနေကြရင်ဘွားကြီးကြီးဒေါ်စင်ကဟဲ့ကလေးတွေအိမ်အောက်သွားစော့ကြည်မင်းတို့အဖေကြီးလွမ်းနေရှာတာ အလွမ်းပြတ်သွားမယ်လို့ပြောတဲ့ကျွန်တော်ကတော့ ။ဘွားအေကြီးဒေါ်စင်ကိုပဲပိုချီးကျူးမိတယ်။လွတ်လပ်စွာလွန်ငင်ပြီးလို့လွမ်းနေဆိုတာကလည်းလွတ်လွတ်လပ်လပ်လွမ်းရတာမျိုးကိုကြောက်လန့်နေရင်လွမ်းလို့မှမဖြစ်ပဲ။အခုခေတ် postmodern မြန်မာမမများဆိုရင်ဖြင့်အိမ်မော်ကနေတချီတဲ့ကန်ချမှာတည်ကြတယ်။ဘိုးအေကြီးကိုလည်းချီးကျူးမိပါရဲ့။မန္တလေးမှာလွမ်းကြံရည်လက်အောင်မန္တလေးသူတယောက်ရှာတွေ့ခဲ့လို့ကျွန်တော်အဖို့မန္တလေးမှာလွမ်းစရာရှာရင်ပဲပလတ်တာကိုပဲစဉ်းစားလို့ရတယ်။ကျွန်တော်တကယ်ချင်း နီကီပြောလို့ရှိတယ်လို့ပြောရရင်တော့ကဘာပေါ်မှာမန္တလေးကပဲပလာတာဟာအကောင်းဆုံးလို့ပြောရမှာမန္တလေးသားတွေနဲ့မေမျိုးအတက်20မိုင်ဆိုတာကဘယ်လိုဘယ်လိုညှိနေမှန်းတော့မသိဘူးတခါတလေညဘက်9နာရီ10နာရီလောက်မှမော်တော်ဆိုင်ကလေးနဲ့အဲ့ဒီကိုတက်ကြတယ်ဟိုရတော့လဲဘာမှထွေထွေတူတူမဟုတ်ဘူးထိုင်ပြီးလေပြစ်ဘီယာလေးပါလေးတောက်ဟိုတော့ကတော့ကျွန်တော်ကိုယ်တိုင်လည်းငယ်သေးတော့မော်တော်ဆိုင်ကနောက်မီးကနေထိုင်လိုက်သွားဖို့မကြောက်ဘူး ခေါင်းမှာ helmet တွေပါတွေမပါဘူး။မန္တလေးသားတွေမော်တော်ဆိုင်ကအစီကပ်ဖြင့်ပိုင်နေ။ဟိုခေဟိုခါကလေးကမန္တလေးမှာမော်တော်ဆိုင်ကစုံနေ။ရန်ကုန်မှာဂျာဝါအုံများပေမဲ့သူတို့ကဟွန်တာပို့သုံးသလားပဲ။ BSC Triant Norton စတာတွေကိုပြန်တထားရကြတယ်။မော်တော်ဆိုင်ကပိုင်နာကိုလည်းဂုံယူကြတယ်။ကျွန်တော်အသည့်တွေထဲမှာတော့မော်တော်ဆိုင်ကဂျွန်းပြစ်လို့တည်ရလူမရှိဘူး။ သူများရေကူးနေတာကြည့်ပြီးငါလည်းကူးတို့ဖြစ်မှာပဲလို့တွေးပြီးရေစင့်ကူးလိုက်တာကနေ့အထိမြင့်ထဲကပြန်မတက်မလာတဲ့တရားဝါတော့ရှိတယ်။ဒါပေမဲ့ကားနဲ့ပတ်သက်ရင်တော့နားလည်းလက်ခံမုံကရန်ကုန်နဲ့မတူဘူး။တခါတော့ကျွန်တော်တဲနေတဲ့အိမ်ကလူကုန်တန်ကြီးကသူ့တပည့်လက်သားတရက်ကိုရန်ကုန်ဆင်းပြီးကားဝယ်ခိုင်းတာကြားလိုက်ရတယ်။အဲ့ဒီခေတ်ကသင်္ဘောသားတွေကတူတူတာကော်ဒိုလာသွန်းတဲ့ခေတ်သူပြောပုံက ဟိုတအိမ်ကျော်ကားကောင်ဝယ်တဲ့ကားမျိုးသွားဝယ်ကြီးတဲ့သူတပီကဘာကားတော့ဆရာလို့မေးတယ်ဒီတော့သူဖြေပုံကငါကဘယ်လိုလုပ်သိမှလဲအဲ့ဒီကားမျိုးအဲ့ဒီအိမ်ရောင်မျိုးရောက်အောင်ဝယ်ခဲ့တဲ့လူလက်ပိုင်းတွေကတော့သိကြတယ်သိဆိုမန္တလေးသားတချို့ကမိမျိုးကသာသနာပြုကျောင်းတက်တွေညအိမ်ညနေပို့ထားတာတွေဒီတော့လဲအင်္ဂလိပ်စာအင်္ဂလိပ်စကားကိုရန်ကုန်ကလူငယ်တွေလိုပဲပိုင်တယ်တယောက်ကတော့ ရေးစားတာတော့အင်္ဂလိပ်လိုရေးပေးပြီလို့ကောင်မလေးကပြန်သာရေးပေးတယ်။ဘာသာပြန်ပေးပါရန်နဲ့ခုတော့မန္တလေးမှာတည်ရသူတွေအတော်ရှားကုန်ပြီ။နောက်ဆုံးဆုံးမြစ်တာကမြစ်တာလေးလိုင်းကကုမျိုးညွန့်ရဲ့ကုခမဝင်းရင်နဲ့ရန်ကုန်ကကုတင်ဝင်းတို့ပဲ။ပကံမဆုံးတာ။အခုတော့သူတို့နဲ့လည်းအဆက်အသွယ်မရှိတော့ဘူး။မန္တလေးကိုဒုတိယနောက်ဆုံးအချိန်ရောက်တော့ကုကျော်စိန်ရှိသေးတယ်။ကုကျော်ရင်မြစ်နဲ့လည်းတွေ့တယ်။ရှင်းရှင်းမှသွားစားကြတယ်။ ချင်ကိုက်တာကတော့အရင်ကလိုပဲချင်ကိုက်တဲ့ဗျာလို့ပြောတော့ကုโจစိန်ကပြောတယ်ခမရအသားမချသေးလို့တဲ့အသားကျသွားရင် ချင်ကိုက်မှန်းတော့မသိဘူးဆိုပဲအတော်တော့ယုတ်တိနီလန်တကြမဟုတ်လားဒါပေမဲ့သူကတက်ကတူကပါမုခဆိုတော့တိတ်မငြင်းရဘူးအသားကျဖို့ဘယ်လောက်လိုသလဲလို့မေးကြည့်တော့၃နှစ်လောက်တော့လိုတဲ့ဒီတော့မန္တလေးမှာချင်ကိုက်ခံရရင်အသားမချသေးလို့ပဲရှင်မတိတ်အပြစ်မရှိဘူး အခိုက်ခံရတဲ့လူကသာအသားကြအောင်မနေတဲ့လို့နောက်ဆုံးတစ်ခေါက်ကတော့ဖုန်ကြီးကိုပညာနဲ့တွေ့တယ်။စကားပြောကြရင်တပည့်တော်ဒီမှာလာပြီးသူတည်တနာဇာတန်ကလေးရေးရရင်ကောင်းမလားလို့ထွေးမိတယ်။ဖုန်ကြီးကြောင့်ကသားရတယ်၊ငိမ့်ချမ်းတယ်၊စာရည်လူကောင်းတဲ့နေရာမျိုးပြဿနာကတပည့်တော်အနောက်တိုင်းအိမ်သာမှာတုံတက်တယ်။ဘူဆန်လို့တော့မဟုတ်ဘူး။ဒူတချောင်းကကိုွေးမရတော့လို့ပြောတော့ဖုန်ကြီးကဒီအတွက်တော့မပူနဲ့ဒေါက်တာတန်းထုံးက သူ့မိတ်ဆွေတယောက်သူ့ဒေသနာလုပ်တဲ့ခါသုံးဖို့အနောက်တိုင်းအိမ်သာစောက်ပြီးထားတယ်ဆိုပြီးအိမ်သာပြတယ်အတော်ဝမ်းသာမိတယ်အခုတော့ဘုံကြီးကိုပညာလည်းမရှိကြတော့ဘူးကျွန်တော်တို့ငယ်စဉ်ကအင်းအဆက်စီမှာအကျော်သေးတွေရှိတယ်အင်းထဲကပုံစံလေးတွေကိုကြော်ထားတာဒီကနေ့အထိတော့တစ်ကဘာလုံးဘယ်မှမရှာမတွေ့သေးဘူးအဲ့ဒီနားစီမှာထိလဲရတယ်တမလားငါးမူလားမသိဘူးပူပြီးရင်အလင်းကြပြီးသားအိုးနဲ့တဲတာကိုချပြီးတယ် ဂျိုးအိုးလို့လည်းခေါ်သလားမသိဘူးမမှတ်မိတော့ဘူးထေရီကိုတန်းတက်ပြီးတော့ဘုန်းကြီးကိုတော်ကဝိုက်ကန်နဲ့ရှောက်ရတယ်အင်းဆက်မှာအကြော်သေးတွေမတွေ့တော့ပါကလားလို့အမှန်မတော့မေးချင်တာထေရီရဲ့တွေရှိသေးလားလို့ဘုန်းကြီးကလည်းတော်ကဝိုက်ကန်ဖြေတယ်ဟိုနားစီကရှမ်းတရုတ်တွေဆိုင်နေမှာတော့အချိုကြီးဘာတွေရတယ်တဲ့ဘာတွေဆိုတာကဘာတွေပဲလို့ကျွန်တော်သဘောပေါက်လိုက်တယ်အဲ့ဒီဆိုင်နန်းတွေတော့ဘာတွေဆိုတဲ့ဟာတွေအကုန်ရတာပဲ။ ဒါပေမဲ့အဲ့ဒီနားစီကမဲစင်မနှမ်းမှာတစ်ပင်ကြီးရော့ကုန်နေသလားပဲမီးစီကလည်းလူမတွေ့ဘူးရှန်တယုတ်ဆိုင်ရောက်တော့အသက်ကဘောင်းမီဝစ်ထားတဲ့ရှန်တယုတ်မတယောက်ကပြောတယ်ကျမတို့ပတိသာရေဝတီသာလည်းလှုပ်ပေးနိုင်ပါတယ်တန်ရှင်းပါတယ်တဲ့အသားကိုလက်အိနဲ့ကိုင်းတဲ့ဒီတော့လည်းရှင်းအောင်ပြောရတယ်မနေ့ကတည်းမေမျိုးကလေငုံမှာဝတ်စတူစားလာတာလို့သူကဖြည့်ရှင်းချက်ထုတ်တယ်ဦးလေးက မုတ်စိတ်မွေပဲတိုင်းမွေးနဲ့မွေးလို့ပါတဲ့ဟဲ့ငါ့မှာတတ်ဝင်ယုံကြည်မှုဘာမှမရှိဘူးမျက်နှာပေါ်ကအမွှေးအမြင်ကတော့ရိတ်ရတာပြင်းလို့တပတ်တစ်ခါပဲရိတ်တာနဲ့ရှင်နေတာလို့ရှင်းပြရသေးတယ်တစ်ခါကလည်းစူကားတဲ့ကဆရာတော်ကြီးဥပိသုဒ္ဓကကျွန်တော်မျက်နှာပေါ်ကအမွှေးအမြင်ကြီးကြည့်ပြီးမောင်ကျောင်းသားပฏิပါဒနဲ့ဝင်လိုက်ပြီလားလို့မေးဘူးတယ်ဘုန်းကြီးကမောင်ကျောင်းသားလို့ခေါ်လေးရှိတယ်ဘုန်းကြီးကြီးကအတော့ကိုယူတည်ဖို့ကောင်းတာ ရန်ကုန်လာရင်အဖေ့ချန်တဲ့ကကြောင်းတိုက်ကလေးမှသတင်းသုံးတယ်။စာကတော့တကယ်ကိုတက်တာ။ဝီနီးလည်းနိုင်တယ်၊ပိုက်ဆံမကင်ဘူး။ဟိုစင်ခါကကျွန်တော်တို့ချန်တဲ့မှာသတင်းသုံးနေတော့ဝင်းမင်းတစ်ပါးနဲ့သူ့ဇနီးကလာတွေ့တယ်။စကားဆမီပြောဆိုနေတော့ဝင်းကတော်ကဖုံဖုံဖျားလို့အစချီပြီးတခုခုရှောက်မယ်လို့တော့ဇေယတော်ကြီးကမိန့်တယ်။ဟဲ့တကမှကျုပ်ကခမရလင်မဟုတ်ဘူး။ဖုန်ကြီးဆိုလဲဖုန်ကြီးအရှင်ဖျားဆိုလဲအရှင်ဖျားပေါ့။ ဘဲနဲ့ကျုပ်ကိုဖုံဖုံလို့ရှစ်သလုံးနဲ့ခေါ်နေရတာတော့နဲ့ဝင်ကြတော့လဲအတော်ပညာရသွားပုံပဲတိရောက်ကြကတော့နောက်ပိုင်းမှာပြော့ပြော့ပြီးရေတော့တာခင်ကြီးမပေါ့စီကတော့ပြောဘူးသေးတယ်ငါ့ကိုသူကစာပြူဆရာလို့ခေါ်တယ်တခါတော့ငါကတက်သမျှမှတ်သမျှနဲ့စံတဲ့ကအကြောင်းညင်းမလို့စကားဆတော့ဖုံကြီးကစာပြူဆရာမင်းညင်းနေတာဖြင့်ဟိုမဲ့ကိုရင်ကြီးရှိတယ်တော်ညင်ချေးလို့ပြောတယ်တခါတည်း ငါလည်းအမိကုတ်ပြီးပြန်လာရတယ်တဲ့ရှေးဖုန်းကြီးချင်းများတိတ်ပြီးယူသေးသေးကောင်းနေခင်ကြီးမပေါ့စီကိုယ်တိုင်ကလည်းမန္တလေးတော့အတော်ချစ်တယ်လူအခုတော့ခမရလည်းမရှိချာတော့ဘူးထာဝရဘုရားသခင်ချစ်ရင်ဆော့ဆော့ရှော့တယ်လို့သူကလည်းပြောဘူးတယ်ဆရာကျန်းအိမ်လာစဉ်ကလည်းမန္တလေးအကြောင်းအလွန်စကားပြောပြကြတယ်အခုတော့သူလည်းမရှိတော့ဘူးမန္တလေးကိုလွမ်းတဲ့သူတွေမန္တလေးကတငယ်ချင်းတွေလည်းရော့လာပြီ မန္တလေးနဲ့ဆက်သွယ်မှုကြိုးတန်းကြီးကတဖြည်းဖြည်းလျော့လာသလိုပဲပြက်မသွားစေချင်ဘူးခုနေမန္တလေးစီသွားရရင်ဖြင့်နောင်ကြီးစာရေးဆရာကြီးများကိုညီဝင်းမြင့်တို့ကိုညီဘူးကလေးတို့စသည်ဖြင့်တွေ့ကြမှာသေးတယ်အင်ဝဘက်စီကအမကြီးဒေါ်နုနုရီတို့နောင်ကြီးမောင်ကိုကိုတို့လည်းပါရဲ့ဒေါက်တာစာခန့်လေးလည်းမန္တလေးမှာနေရင်ဖြင့်သူ့စကားလုံးတွေနဲ့ပတ်သက်လို့မေးမြန်းပညာယူခြင်းနဲ့ရန်ကုန်စီက န္တလေးသားဦးဝင်းကြီးဒီကလေးစားတောင်းလာကြလိမ့်မယ်။အိမ်ငတ်တကမာကြီးကတော့ပြောတယ်။သူနဲ့ငငယ်ကတန်လင်းဘီယူစီမှာကစားပေါ်ကစားဘက်နာယူမီဂျွန်စတုန်းဆိုတာမန္တလေးမှာရှိတယ်မို့သူ့ကိုအကူအညီတောင်းရင်ຢာကောင်းရရဲ့တဲ့။တခုတည်းသောပြဿနာကတော့ကျွန်တော်မန္တလေးနဲ့ဖြည်းဖြည်းဝေးနေတာပဲ။ခုနေတော့ပြောင်ပြောင်ပြောတတ်ရင်အန္တရာယ်များတယ်။ဝေဖန်ရေးအသက်ငင်နေတဲ့ကာလာကြီးမင်းနဲ့တော့မဖြစ်ပါဘူး။မလာနဲ့ဦးငင်တဲ့ငယ်ချင်းညှိမှောင်ကတားထားတယ်။ ဒီတော့လေလွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိတဲ့ခေတ်ရောက်ခဲ့ရင်တော့ဖြင့်မန္တလေးကိုအရင်ဆုံးရောက်အောင်သွားဦးမှာ မဟုတ်ရင်လည်းဗဇက်ကိုပလတ်စတာကပ်ပြီးသွားရလိမ့်မလားပဲချစ်စရာကောင်းတဲ့မန္တလေးသူမန္တလေးသားတွေနေထိုင်ကောင်းအောင်သာနေကြပါခင်ဗျာဆုံးတင်အောင်ဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်